မင်္ဂလာပါရှင်။ရဝင်ကိတ္တချန်ရဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာပြည်ထောင်ကိုယ်စားလှယ်အတမန်ကြီးဦးကျော်မိုးထွေးရဲ့နေရာအပြောင်းလဲမရှိဆက်လက်တောင်းဝင်ယူ။အကြပတ်ဆရာနာရှင်စနစ်ကိုစန့်ကျင်ပြီးမြန်မာပြည်သူတွေနဲ့အတူယတိလျင်ရှိကုလသမဂ္ဂဆိုင်ရာမြန်မာပြည်ထောင်ကိုယ်စားလှယ်အတမန်ကြီးဦးကျော်မိုးထွေးရဲ့နေရာအပြောင်းလဲမရှိပဲဆက်လက်တောင်းဝင်ယူခွင့်ရရှိထားကြောင်း American Pirates New York မြို့ချွေဆိုင်ကုလသမဂ္ဂဆိုင်ရာမြန်မာပြည်ထောင်ကိုယ်စားလှယ်ရုံးထံကနေသိရပါဗျ။အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာဖွဲ့ဝင်9နိုင်ငံပါဝင်တဲ့ကုလသမဂ္ဂ ခရီဒင်ရှန်ကွန်မြူနတီကိုဖွဲ့စည်းခဲ့ပြီးရင်းကော်မတီမှာအန်ဒရိုရာ၊ပော့စဘာနာ၊တရုတ်ဒိုမီနီယန်၊ဒိုမီနီကန်သမရနိုင်ငံမလေးရှား Russia Federation စင်နီကောထရီနီတက်တူပါကိုနဲ့ American Browns တို့ပါဝင်ကြောင်းအဆိုပါကုလသမဂ္ဂ Coalition Community ကတမ်မတ်ဂျီဥစုံမိုထိုနီယာကိုဆက်လက်အတည်ပြုထားကြောင်းသိရပါတယ်။တမ်မတ်ဂျီဥစုံမိုထိုကမြန်မာနိုင်ငံမှာဆီယနာသိမ်းခဲ့2022ခုနှစ်ကစတင်ပြီးကုလသမဂ္ဂမှာမြန်မာနိုင်ငံကိုစားပြုတမ်မတ်ဂျီဖြင့်ဆက်လက်ရည်တည်နေပြီးဂျပန်စစ်ကောင်စီကိုနိုင်ငံတကာနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကချက်ချင်းရေးရွယ်ဒီဇိုင်းမမတ်တင်ပြတောင်းဆိုလျက်ရှိပြည်သူ့ဘက်တော်သားအတန်အမတ်ကြီးဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီအတန်အမတ်ကြီးဦးကျော်မိုးထွန်းနေရာမှာ၎င်းတို့ရဲ့ကိုယ်စားလှယ်နဲ့အစားထိုးနိုင်2021ခုနှစ်ကစတင်ပြီးနီလမျိုးစုံနဲ့စ조사ခဲ့တော့လဲအောင်မြင်မှုမရရှိဘဲနဲ့ကုလသမဂ္ဂမှာအတန်အမတ်ကြီးဦးကျော်မိုးထွန်းကသာမြန်မာပြည်သူတွေနဲ့မြန်မာနိုင်ငံကိုယ်စားပြုတဲ့အတူတူတော်အတန်အမတ်ကြီးဖြစ်ပြည်သူ့ဘက်ကဆက်လက်အမြင်ရည်တည်နေခြင်းဖြစ်ပါတယ်။ ဇလက်ပြီးမတရားမြို့နယ်ကစင်ကူးမြို့နယ်အတွင်းစစ်ကြောင်းထိုးလိုက်စစ်တပ်ကိုကြောင်ပြတိုက်ခိုက်မှုစစ်သား၏ဒီကိုက်ဒေသမှုများပြားမန္တလေးတိုင်းမတရားမြို့နယ်ကနေစင်ကူးမြို့နယ်အတွင်းစစ်ကြောင်းထိုးလိုက်ဂျပန်စစ်တပ်ကိုကြောင်ပြတိုက်ခိုက်ရာစစ်သား30ထပ်မင်းတေဆုံးခဲ့ကြောင်းပဒိုင်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်ကဖတ်တောင်းရှိသူကပြောပါရယ်ဒီဇင်ဘာလနေ့ကနေမှမတရားမြို့နယ်ညောင်ရွာကနေရကန်းစင်တောင်ဘက်ကိုစစ်ကြောင်းထိုးလိုက်အင်အားလေးရကံပါစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကစင်ကူးမြို့နယ်စိုက်ကွင်းရာနေကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ် ဒေါ်ဒီတွေ့တိုင်ပွဲတွင်ဂျပန်စစ်တပ်ဘက်ကစစ်သား30တပ်မင်းနဲ့တိုက်ဆုံပြီးဒေါ်လိုင်းတပ်ဖွဲ့တွေဘက်ကရဲဘော်တအုပ်ကြဆောင်ခဲ့ပါတယ်။စစ်ကွင်းစစ်ကြောင်းကညာဦးရွာကနေကနေရကန်းစင်တောက်ဘက်ကိုထိုးတဲ့နှစ်ကြောင်းပေါင်းခံမင်းရက304000ကျားရှိပါတယ်။စိုက်ကွင်းရနောက်တောင်ထဲမှာကျွန်တော်တို့ကခန်းစစ်ပြင်သာတိတွေမှုဖြစ်တာစစ်ကွင်းတင်ဆောင်တာ30ကျော်တင်ဆောင်ပါတယ်။မြေပြင်မှာတော့စစ်ကွင်းလောင်းနေမြင်နေရတဲ့လက်နက်ကတက်ယူဖို့အဆင်မပြေခဲ့ဘူး။အဲဒီစစ်ကွင်းစစ်ကြောင်းစင်ကွင်းမြို့နယ်စိုက်ကွင်းကြီးအနောက်မှာတိတွေမှုဖြစ်ခဲ့ရပါလက်ရှိချိန်မှာစစ်ကွင်းစစ်ကြောင်းက ပတ်လည်ရင်ရက်ကန်းစင်နာတဝိုင်းမှထိုင်ပြီးတော့ဆက်ကြောင်ထိုးနေရလို့ပသိမ်ကြီးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဘက်ကဘာတောင်းရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်ကပါနဲ့မားမေပူပေါင်းဖွဲ့တွေကပူပေါင်းလုံဆောင်ခြင်းဖြစ်ပြီးအကြပ်စစ်တပ်စစ်ကြောင်းလက်ရှိချိန်ဒီပတ်လည်ရင်ရွာနယ်ရက်ကန်းစင်တောင်ဒီမှာထိုင်ချထားပြီးဆက်လက်စစ်ကြောင်းထိုးနေဆဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့မိုးကုံမိုးမိတ်ဒေသစစ်စင်ဦးစီးပွဲဖွဲ့ပြီးအနီးကပ်ကြီးကျက်ကိုကန်းနေဦးအန်ယူဂျီကာကွယ်ရေးထောက်ပြန် ဈေးကောင်းစဉ်ဝင်ရောက်လာတဲ့မိုးကုံနဲ့မိုးမိတ်ဒေသတွေမှာစစ်စင်ကိစ္စရဲ့အတွက်မိုးကုံမိုးမိတ်ဒေသစစ်စင်ဦးစီးဖွဲ့စည်းရဲ့ဖွဲ့စည်းထားပြီးအနိကချစ်ချက်ကိုကဲကစစ်ကောင်စီရဲ့ရေးပါစကန်ကိုတိမ်ပိုက်ထားကြောင်းမြို့သားညွေဆွေရကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ပါတယ်နိုဝင်ဘာလကုန်ပိုင်းမှာမိုးကုံနဲ့မိုးမိတ်မျိုးကနေဒီအနယ်လေးဆောက်ကသွားပြန်နောက်ပိုင်းအဲဒီဒေတာတွင်စည်းအချင်းတွေကိုမြို့သားညွေဆွေရကာကွယ်ဝင်ကြီးဌာနကနိုဝင်ဘာ6ရက်နေ့မှာပြည်သူ့ကိုပထမဆုံးအကြိမ်အသိပေးထုတ်ပြန်လာပဲဖြစ်ပါတယ်။ ။ PDS စစ်အုံကြောင့်အနေနဲ့မိုးကုံမိုးမိတ်ဒေတာစစ်စင်စစ်ဦးစီးပွဲကိုနိုဝင်ဘာ9ရက်ကစတင်ဖွဲ့စည်းကြရလို့ဆိုတဲ့ PDF တက်တွေဘက်ကဖတွေကိုစုစည်းပြီးတတမတ်သေးတော့အမိတ်ပေးကိုကဲမှုစနစ်အောက်ကနေတဲ့စစ်စစ်ကိန်းစားတွေကိုအနီးကကြီးကျက်ကိုကဲလျက်ရှိရလို့ MOD ကထုတ်ပြန်နေ။မိုးကုံမြို့ကဝင်ရောက်လာစစ်ကောင်စီတပ်စစ်ကြောင်းတွေကိုနောက်တရက်ဖြစ်တဲ့နိုဝင်ဘာ30ရက်နေ့ညနေ6နာရီကစပြီးပြင်းထန်တိုးစစ်ဆင်တိုက်ခိုက်ခဲ့ရလို့ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာ30ရက်ကနေဒီဇင်ဘာကျောင်းအထိ ဒီပတ်တာကာလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း၉ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီးရေးပါတဲ့စစ်တပ်စခန်းကုန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့လို့ထုတ်ပြန်နေ။တိုက်ပွဲတွေမှာမန္တလေးမကွေးနဲ့စကိုင်းတိုင်းက PDF တွေပြည်သူ့ကာကွယ်ရေးဖွဲ့တွေလည်းပအဝင်တိုက်ခိုက်နေရလို့သိရပါဗျ။မော်ကုံမြို့ကစစ်ကောင်စီလက်အတွင်းလုံအောင်အပမကန်ဘူးလို့လည်း PDF ရေပေါ်တွေကအလုံးမကွေရမှာရေးသားနေကြတယ်။ TNL ကမော်ကုံမြို့နဲ့မော်မိတ်မြို့ကနေဆုတ်ခွာမယ်လို့အော်တိုဘာ29ရက်နေ့မှာသတင်းထုတ်ပြန်ပြီးနောက်မော်ကုံမြို့ကိုကာကွယ်ဖို့ဆိုပြီးမန်လေးတိုင်းတွင်က PDF တပ်ရင်းနဲ့ပြင်ညာတိုင်းနေရောက်ရှိလာခဲ့ကြတယ်။ TNL က၎င်းတို့အနေနဲ့မြို့ကိုဇက်လက် စစ်တပ်လက်ထဲမှာအမှားဖြစ်ပြီးတော့တော်လိုင်းဖွဲ့တွေကိုတနမဖောက်ကိုအကုန်ပြောခဲ့တယ်။ဒါကြောင့် PDF နဲ့တော်လိုင်းတပ်တွေကမြို့ပြင်ဘက်ကိုဆုတ်ခွာခဲ့ကြတယ်။ဒါပေမဲ့နိုဝင်ဘာ30ရက်မှာတိုက်ပွဲစတင်ဖြစ်ပွားပြီးမနေ့ကတိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။တော်ပြင်းမုံမင်းမြို့နယ်ထဲမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီလေကြောင်းကနေတိုက်ခိုက်လို့အရဲသားထိခိုက်ဒေဆုံးမှုရှိတယ်လို့သတင်းရရှိပါရတယ်။ ဆလဘီရန်ကုန်မှာနိုဝင်ဘာလတွင်ရက်သားတရားကြော်ကိုစစ်ကော်မရှင်ဖန်ဆင်းရွေးကောက်ပွဲတူကိုဝေဖန်တာမဲဆွေဆိုင်ပုံဖြတ်စရာနဲ့ပေါ်တာဆိုရယ်ပောင်းဝင်းနိုမြော်လာတွင်ရန်ကုန်တိုင်းထဲမှာလူပေါင်းတရားကြော်ဖန်ဆီခံခဲ့ရပြီးစစ်မှုထမ်းကြောင်းနဲ့အကျဉ်းထောင်တွေစီပို့ဆောင်ခဲ့ရသူအရက်နှစ်ဆင်းဒီပါတီရှိခဲ့ကြောင်းရန်ကုန်စကော်နဝဲအစိုးရသိရတယ်ဂျပန်စစ်တပ်မတရားဖန်ဆီးခဲ့တဲ့ဖြစ်စဉ်တွေကိုလာစင်ဖော်ပြနေရန်ကုန်စကော်နက်ဝဲရဲ့ပြောပြချက်အရရန်ကုန်မြို့မှာနိုဝင်ဘာ1လထဲမှာပဲအကြောင်းမျိုးမျိုးနဲ့ဖန်ဆီးခံသူစုစုပေါင်း114ယောက်ထိရှိခဲ့ပြီးအဲဒီထဲက43ယောက်သာပြန်လည်လွတ်မြောက်လာကြောင်းသိရတယ်။ ဒါအပြင်ခီးသောလိုင်းရင်းတွေကလည်းရောက်တကယ်စစ်စင်မှုအကြောင်းဖန်ဆီးခင်ရတာအဲစဉ်ကြောင့်ဖန်ဆီးခင်ရသူ44ယောက်တိရှိခဲ့တယ်။အင်းစိန်တောင်ရွှေတကူတော်ဇန်နာပြအမျိုးသမီးတယောက်ဖန်ဆီးခင်မှုပါဝင်အွန်လိုင်းပေါ်ကနေရွေးကောက်ပွဲအတူပေါ်ဝေဖန်ပြောဆိုရေးသားမှုနဲ့ရန်ကုန်တိုင်းတွင်းကလူကြောင်ရောက်ဖန်ဆီးခင်ခဲ့ရသလိုမဲဆွယ်ဆိုင်ပုတ်တွေဖန်ဆီးမှုကြောင့်လည်း၄ယောက်ထက်မနည်းဖန်ဆီးခင်ထားအောင်ပါတယ်။အကြံပတ်စစ်တဲ့လက်ရှိမှာစစ်မှုတွေပတ်စင်စကိုအစတင်ပြီးလို့သိရပြီးနိုဝင်ဘာလအတွင်းဖန်ဆီးရမိသူတွေက23ယောက်ကိုစစ်မှုတန်းဖြင့် ရည်ရွယ်ဖန်ဆီးခဲ့ရဖြစ်ကြောင်းနဲ့တင်တန်းကြောင့်ပို့ဆောင်ခဲ့ရလေးတွေ့ပြရမယ်သူကိုရောက်ရှိကြောင်း Rangos Cornerwet ထံကနေသိရပါဗျ။အခုဆိုလမ်းပေါ်လိုက်ဆွဲရတဲ့အိန္ဒိယဒီလိုက်ဆွဲရတဲ့အလုံးနဲ့များခေါ်တာတွေမြူရစေကျွေးပြီးဆွဲသွားတာအပြင်နိုဝင်ဘာလနဲ့ပြည်တစားနဲ့များခေါ်တာပါထပ်တိုးတွေ့လာရတယ်။တချို့ကဝင်ပြီးမှပြန်လွတ်ပြီးတော့ဒီကောင်တွေအတွက်ငွေရပောက်ခွင့်ကြီးဖြစ်နေပြီးလူငယ်တွေကိုလိုက်ချောင်းမီနီလမ်းပေါင်းစုံနဲ့ဆွဲနေရဖို့တတိပြုကြဖို့လိုရလို့တောင်းရှင်သူကဆက်ပြောတယ်။ ဆက်လက်ပြီးပူလန်မှာတာဆာညာဗန်ဒီယိုဂရဗန်စီစဉ်ပြန်လည်ကုကံလို့ပြစ်ခတ်ခဲ့ရပြီးတိတ်ဆုံးတနင်္လာရနေ့တိုင်းပူလောမြို့နယ်ကြောက်ကာကြီးအမရေကောက်ပွဲအတွက်မဲဆင်းလုံနေအတိုင်းသားစီလုံးညညွေးပါတီဥက္ကဋ္ဌကိုဝင်ရောက်ဗန်စီစဉ်ပြန်လည်ကုကံနာကြောင့်ပြစ်ခတ်ခဲ့ရပြီးတိတ်ဆုံးသွားတယ်လို့မြေခင်အတိုင်းတိတ်ထန်ကနေသိရတယ်ပြီးခဲ့တဲ့ဒီဇင်ဘာ9ရက်နေ့လယ်စနေချိန်လောက်ကပူလောမြို့နယ်ကြောက်ကာကျေးရွာကနေစစ်ကောင်ရှင်ကျင်းပမဲ့ရွေးကောက်ပွဲအတွက်မဲဆင်းပြုလုပ်နေတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့တပ်ဆောင်ညပါတီဥက္ကဋ္ဌတို့ကိုမြေခင်အတိုင်းအတိတ်ကဝင်ရောက်ဖန်စီခဲ့ရပါ ဝူကြည်သိန်းကိုဖမ်းဆီးဖို့လက်ထိတ်ခတ်ကြရင်တင်းယုံကန်ကထွက်ပြေးသွားခဲ့ပြီးတော်လင်းရဲဘော်တွေကလိုက်လံဖမ်းဆီးခဲ့ပေမဲ့ရဲဝင်နှောင်ဖြစ်တာကြောင့်ရဲဘော်တန်းကိုအတင်းဝင်လုံးပြီးတနက်လူဖို့ကြိုးစားခဲ့ရကြောင့်ပြစ်ခတ်ခံရလို့ဖြစ်တယ်လို့မြေခင်အတိုင်းတတော်ရှိသူကပြောတယ်။ ဘူးကြည်တန်းရုံတွားဖန်စီမွာစစ်ကောင်ရှင်ကျင်းပမဲ့ရွေးကောက်ဝယ်မှာမပါဝင်ဖို့တတိပေးဖန်စီတိုင်းနေတာဖို့သာဖြစ်ပေမဲ့ပြန်လဲခုခံမှုချိုးပန်းတာလို့ပြစ်ခတ်ခံရလို့ဆိုတဲ့အဲ့ဒီဖြစ်စဉ်တွေကြေးရစီတော်ရှင်ကိုတော့ဖန်စီတိုင်းနေထားပြီးစစ်ကောင်ရှင်ရွေးကောက်ပွဲဘူပပောင်ရင်ဆိုင်မှုကြောင့်ဥပဒေနဲ့ညီရေးသွားမယ်လို့သိရတယ်ပြစ်ခတ်မှုဖြစ်ပွားချိန်တော်လိုင်းရေးပေါ်ရဲ့ပြစ်ခတ်မှုကြောင့်ရွာကန်အဝင်းကြံရလက်မှာကြည့်ထိမှန်တဲ့အရာရှိခဲ့တဲ့အတွက်အနှုံညွတ်တောင်းမနေလို့မြင့်ခဲ့တဲ့တင်တင်ကပြောပါရတယ် ဆလဘီရွှေဘုံမြို့မှာရဲစကန်နဲ့ခလာ42တို့ကိုဒရုန်းနဲ့တိုက်ခိုက်မှုရဲနဲ့စစ်သားတွေထိနာစကိုင်းတိုင်းရွှေဘုံမြို့နဲ့ရဲစကန်နဲ့ခလာ42တိုင်းတွေပေါ်ကိုဒေသတော်လိုင်းတပ်တွေကဒရုန်းနဲ့ပုံသီးချတိုက်ခိုက်ရာစစ်သားနဲ့ရဲအထိခိုက်မှုရှိရလို့ထုတ်ပြန်ထားတယ်။မနက်7:45မိနစ်ချိန်ရွှေဘုံမြို့ပေါ်ကစစ်ပစ်မှတ်တွေပေါ်ဒရုန်းတွေနဲ့တိုက်ခိုက်ရမှာရဲစကန်ပေါ်တဲ့အကြောက်ပါကွဲပြီးရဲတုံးကိုပြင်းထန်တရားရခဲ့တယ်လို့ခလာ42တိုင်းကစစ်သားတွေလည်းထိခိုက်မှုရှိခဲ့ပါတယ်။ ဒရုန်းနဲ့တစ်စက်တစ်စက်ကျဲတော့ရဲစခန်းကပြစ်မှတ်ပေါ်တက်တဲ့ကြောင့်အထိနာသွားတာခါလာ40နှစ်ဘက်ကိုထိခိုက်မှုရှိရလို့ပြောတယ်။ခွေးတက်ဘက်ကလည်းနဲ့ကျင်းတဲ့ကောင်းသားကြီးပြန်လုတဲ့ဒီစစ်စင်ကိုနော်တန်တိုက်ကအမှတ်တင်းရှင်းတဲ့ဒရုန်းတပ်ဖွဲ့ရွှေဘုံမြို့နယ်ဘက်ကပတိုက်ခိုက်ရေးဖွဲ့နဲ့တိုင်းနိုင်ငံဘက်ကပပူးပေါင်းတပ်ဖွဲ့လှုပ်ဆောင်ခဲ့ရလို့သိရပါတယ်။နောက်ဆက်အောင်ပြကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါရရှင်။